မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းတဲ့စာလေးကတော့စာရေးဆရာဂျွန်ဘီနော့စ်ရေးသားတဲ့သူတို့ကိုကိုရာဘာသာကြီးများဆိုတဲ့စာအုပ်ကိုစာရေးဆရာဆရာစန်းလွင်ဘာသာပြန်ရေးသားထားတဲ့စာအုပ်ထဲကဖြစ်ပါတယ်ဗုဒ္ဓဘာသာအကြောင်းပြင်ပြနေတာဖြစ်ပါတယ်မဟာယနဗုဒ္ဓဘာသာရဲ့ကိုကျင့်သီလား အချင်းချင်းပြီးပေါ်ပြခဲ့တဲ့ဗုဒ္ဓဘာသာတွေးခေါ်လမ်းကြောင်းလေးဟာအမှန်အဖြစ်ဗုဒ္ဓဤအဆုံးအမအလုံးကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ဥတီယာရောက်ခဲ့ပြီလေယခုအခါမှာနတ်ပြည်မှာစံစားနေတဲ့ဘုရားလောင်းဘောဓိတ္တများဟာ ရှေ့လွန်လေပြီးသောကာလများက လူသားများဖြစ်ခဲ့ကြပြီသူတို့ဟာဘောဓိစုကြီးကိုပန်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ထိုဖရာလောင်းဗောဓိတတ္တများဟာ ထိုခါမှစ၍စွန့်ကြီးကြီးများကိုစွန့်၍၎င်းဖရာစုပန်သောဘဝမှာပင်နိဗ္ဗာန်မတ်ဖို့ကို မျက်မှောက်ပြုလိုကပြုနိုင်သောအကွင့်ရကြပါလျက်နိဗ္ဗာန်အငိမ့်တတ်ကိုမယူဘဲပါရမီတော်များကို ဖြည့်စည်းတော်မူခဲ့ကြပါလေထိုအလောင်းတော်ကြီးများဤသူလူယောက်ျားဖြစ်စေ မိန်းမဖြစ်စေမိသူမဆိုအနာဂတ်ကာလ၌ ဗုဒ္ဓအဖြစ်သို့ရောက်လို့သောသန္နာရှိပါကဘောဓိစုကိုပန်လိုကပန်နိုင်သောအခွင့်အလမ်းရှိပါလေမဟာယာနဗုဒ္ဓဘာသာအရာလူတိုင်းမှာဗုဒ္ဓတတ်ပါပြီးသားဖြစ်ပါလေထို့ကြောင့်ယခုမြန်မာဘဝတွင်ဘောဓိတတ္တစုကိုပန်သင့်ပါလေဖရာအဖြစ်သို့ရောက်အောင်ပါရမီတော်ကို ဖြည့်ဆည်းရသော အချိန်ကာလအတိုင်းရှိမှာကဤအတွက်ဤမရပါသို့တော်တကယ်တမ်း တတလဝါတို့အပေါ်၌မဟာကရုဏာအစစ်အမှန်ရှိသောပုဂ္ဂိုလ်အတွက်မူကားအချိန်ကာလမြင့်မြတ်ကြသည်ဖြစ်စေကြောင်းမဟုတ်ထိုအလောင်းတော်သည်မေတ္တာကရုဏာပွားများရာတွင်ဘာကုမြမျော်လင့်အဆောင်စားခြင်းမရှိတော့ပေသို့ဖြစ်ရာကယခုဘဝမှာဖျားစုပန်းခြင်းကိုစတင် ပြုလုပ်တင်ပါれမဟာယာနဗုဒ္ဓဘာသာအယူဆများတိုးတက်ပြည့်စုံသောအဆင့်သို့ရောက်ရှိလာသောအခါ ဤဘောဓိစုပန်ခြင်းသည်ပို၍ရှင်းလင်းပြတ်သားလာခဲ့ပါလေဒီယူဆဟာ ပို၍ကျေပြန်သော တက္ကိကဝါရနောက်ကံသဘောနှင့်လည်းဆက်ဆက်လာလီပါလေထိုအခါဘောဓိတရအလောင်းတော်များဤဘဝတလျှောက်ဉာဏ်ဆင်းဆင်းဖြစ်ပေါ်လာပုံကိုလည်းထင်ရှားစွာဖော်ပြလာလေထို့အပြင်အလောင်းတော်အဖြစ်အစတင်ခံယူပုံနှင့်ပတ်သက်သော သွန်သင်ညွန်ပြဆုံးမထားတဲ့စာပေကျမ်းဂန်များလေးပေါ်ပေါက်လာပါတော့တယ်ခုနှစ်ရာစုတွင် ပေါ်ပေါက်လာသော ဒီပနီကျမ်းဘောဓိစရိယဝတာရယဘောဓိတတ္တဖရာကောင်းဖြစ်သူစတင်ဝင်ရောက်ခြင်းကိုမြည်သူမဆိုတက်ရှိတရဝါတို့၏ကောင်းမှုပြုခြင်းကိုဝမ်းမြောက်ကြည်ညိုခြင်းရှိသူတိုင်းဝင်ရောက်နိုင်ကြပါတယ်ဆိုလိုသည်မှာဘောဓိတတ္တအဖြစ်သို့ခံယူနိုင်ွက်လူတိုင်းမှာ ရှိတာပါတယ်။ထိုကဲ့သို့ဘုရားလောင်းအဖြစ်စတင်ခံယူပြီး ထိုပုဂ္ဂိုလ်ဟာဗုဒ္ဓအထံမှာတပည့်ညွတ်ဉာဏ်ကိုရရှိရေးအတွက်မိမိအားကုညီဆောင်ရှောက်မားသာပါရန်ဆုတောင်းပါဒနာပြုရပါမယ်။ထိုအချိန်တွင်နိဗ္ဗာန်ကိုရလိုပါ၏ဟုဆုမတောင်းရ။တတဝါတို့၏အကျိုးကိုတည်ဖို့ဆောင်ရွက်နိုင်သောကိုဖျက်ပါလို့ဤဟုသာဆုတောင်းရပါမယ်။ထိုဤမှတ်ချက်ကိုရောက်ရှိစေရန်အတွက် ွင့်တော်မူပြီးသောဗုဒ္ဓထံတော်ပါ၌မိမိ၏နိဗ္ဗာန်ဆံဝင်ခွင့်ကိုမိမိကတလောကလုံးရှိသတ္တဝါတို့အားကဲတင်ပြီးသည့်အထိရက်ရွှေ့ဆိုင်ထားပြီးပါရန်တောင်းပန်ထားရပါမည်။ယနေ့တရုတ်ပြည်တွင်ဗုဒ္ဓဘာသာယဟန်တန်ဃာတော်များသည်ဗောဓိတတအစင်းသို့ရောက်ရှိစေရန်သိခါထချင်းသိင်ထချင်းအစင်းစေကို ပြုလုပ်ရလေတယ်။နောက်ဆုံးအဆင့်သည်ယဟန္တာအဆင့်ဖြစ်ပါလေ။ ။မဟာယာနတို့လက်ခံထားသောယဟန္တာအဆင့်သည်နိဗ္ဗာန်သို့ဆောင်းဝင်ရသောအဆင့်မဟုတ်။ယဟန်ကိစ္စအပြီးလေဘောရိသတ္တဘောအဖြစ်ပါရမီဖြည့်ကျင့်ရပေဦးမည်။နိဗ္ဗာန်သို့မျက်မှောက်မပြုလိုကြောင်းပရိနိဗ္ဗာန်မပြုသေးလိုကြောင်းဗုဒ္ဓထံပန်ကြားထားရပါလေ။မဟာယာနများကသူတို့၏ယဟန္တာများသည် ထေရဝါဒဟိနယနကလက်ခံထားသောယဟန္တာအဆင့်ကိုကြော်လွန်ပါလေ။ တကူကောင်းတယောက်ကောင်းနိဗ္ဗာန်ကိုမယူဘဲတတဝါအားလုံးကိုကယ်ချုပ်ပြီးမှနိဗ္ဗာန်ယူသဖြင့်ပိုရဲ့အစင့်မြင့်သည်ဟုယူဆရပါတယ်။မဟာယနတို့ဤဘာသာရေးတသနာလူဘိမ့်များအတွက်ဘဝလွတ်မြောက်ရေးကိစ္စသည်အရေးမကြီးသလိုနေနိုင်တော်လဲပညာရှင်များနဲ့ဂံဘီရဝိဇ္ဇာပညာရှင်များအတွက်မူသိမ်မွေ့နံ့နေသောဒသနာတစ်ခု ဖြစ်ပါတယ်။ဗုဒ္ဓဘာသာနဲ့ဆိုင်သောဒသနာများကိုအိန္ဒိယပြည်တွင် ပြုလုပ်ခဲ့ကြပါရယ်အဒီ200ရာစု300ရာစုနဲ့400ရာစုများအတွင်း၎င်းတို့၏တိကျအမြင်များကိုဖော်ဆောင်ကြသောအဓိကကြသည့်မဟာယာနဗုဒ္ဓဘာသာအတွေးခေါ်ကိုင်းကြီးငိုင်းရှိခဲ့ပါရယ်ထိုအတွေးခေါ်ကိုင်းများဟာဟိန္ဒူဘာသာနဲ့ဂျင်းဘာသာများ၏လွှမ်းမိုးမှုကို ပထမခံခဲ့ရပါရယ်နောက်အခါမှာ၎င်းတို့၏အတွေးခေါ်များက ဟိန္ဒူနဲ့ဂျင်းဘာသာများကိုပါအဖန်ပြန်ပြီးဩဇာ လွှမ်းမိုးခဲ့ပါတယ်။ထိုရာစုနှစ်များကအိန္ဒိယအတွေ့အခေါ်များကို စနစ်တကျအကောင်အထည်ဖော်သောခေတ်ကာလဖြစ်သည်ဟုယူဆနိုင်ပါတယ်။အေဒီနှစ်ရာစုတွင်နဂာဂျုနာဟုဆိုသူကမီဇီမစ်ကဂိုင်းကိုတီထောင်ခဲ့လေတယ်။ထိုမဟာယာနဂိုင်းဟာဂေါတမဗုဒ္ဓဟောကြားတော်မူခဲ့သော အနတ္တဝါဒအမြင်နှင့် လမ်းခွဲခဲ့သောဂိုင်ဖြစ်ပါတယ်ဘုရားကအတ္တဟူသောအရာသည် မရှိအစဉ်ပြောင်းလဲနေသော ခန္ဓာ၅ပါးယုံ nant တရားမှသာရှိသည်ဟူသောအဆို ယူဆကိုမြစ်စီမိကဂိုင်သားများကလက်မခံခဲ့ကြပေလူဤကိုယ်ဤကိုယ်သေးကို ခွဲခြမ်းစိတ်ဖြာသောဤအနတ္တသဘောတရားအရာအရာခသိန်းတသရှိတမင်အားလုံးဟာ တုံလှုပ်နေခုံနေပြောင်းလဲနေသော ဓာတ်စုဓာတ်ပေါင်းများတာဖြစ်ပါတယ်။အစင်တက်ပြီးစဉ်းစားပြန်ရင်လေဓမ္မအားလုံးကိုသေချာစိတ်သက်သွားသုံးသပ်လိုက်ပါကစိတ်စေတသိက်များထက်မပူတော့ဘူး။၎င်းတို့သည်ဘာမှမရှိသောဗလာဖြစ်သောအရာများသာဖြစ်ကြပြီးရင်အတွေ့အကြုံတွေတွင် အမှန်တကယ်တည်ရှိသောအရာများလည်းမဟုတ်ကြတော့ဘူး။ထို့ကြောင့်အနတ္တလက္ခဏာသဘောအရစုံရင်းအပြင်ပလောကတည်ရှိခြင်းကိုလည်း ညင်းပယ်ရကြသည် အရာခတ်သိမ်းတို့သည်ဘာမှမရှိသော လဟာပြင်သဘောတရားများသာ ဖြစ်ပေတော်သည် အရာဝတ္ထုများသည်ထင်မြင်ရသောအတိုင်းမဟုတ်ကြကုန်အစစ်အမှန်သဘော၌ထိုအရာများသည်ဂုံငင်္ဂါလက္ခဏာများကင်းမဲ့သောအရာများဖြစ်ကြပါသည်ထို့သောဗလာဟင်းလင်းသဘော၌ပုံတံတန်လည်းမရှိနိုင် အာယုံတိသောသဘောလည်းမရှိနိုင် နာမည်လည်းမရှိနိုင်သဘောအယူဆလည်းမရှိနိုင်အသိပညာလည်းမရှိနိုင်တော့ဘီ အရာရာသည်အနန္တသဘောဖြစ်၍မျက်စိနာရှာကိုစိတ်တို့လည်းမရှိနိုင်တော့ပေ။သို့ဖြစ်ရင်ပညာလည်းမရှိ အဝိဇ္ဇာလည်းမရှိအဝိဇ္ဇာကိုပယ်တတ်ခြင်းလည်းမရှိဇရာလည်းမရှိမရဏလည်းမရှိ အရိယာစတုသ္စာတရားလည်းမရှိ နိဗ္ဗာန်ကိုရခြင်းလည်းမရှိနိုင်တော့ပေ။သို့ရာတွင်စုံတစ်ခုသောအရေးကြီးသည့်အရေးချင်းသဘောကရှိသေးပါတယ်။၎င်းမှာပရမတ္တသစ္စာဆိုသောသဘောဖြစ်ပါတယ်။ ထိုပရမတ္တသစ္စာသဘောကိုအဝိဇ္ဇာကိုပယ်ရှင်းပြီးသော စိတ်ကသာသိမြင်သဘောပေါက်နိုင် ပါれစိတ်သေးသိများဖြစ်သည်ဖြစ်ရောဖြစ်စဉ်အတိုင်းဆက်လက်ဖြစ်ပေါ်နေမူက၎င်းတို့သည်နေ့စဉ်တွေ့ကြုံနေကြအတွေ့အကြုံများကိုကသိရှိနိုင်ပါれထိုသမုဒ္ဒိသစ္စာအနေမှာနေ့စဉ်အတွေ့အကြုံများတွင်က အရာထုများသည်ဘာမျှမရှိသောဗလာဟင်းလင်းဤမဟုတ်ကြပဲ တစ်ခုနဲ့တစ်ခုဆက်ဆက်လျက်တည်ရှိနေကြပါတယ်ဒီလိုတည်ရှိနေခြင်းကိုထိတွေ့ခံစားယူလည်းရပါတယ်ထိုထိတွေ့ခံစားမှုအတွေ့အကြုံ ਨੇ ပယ်သည်ကကိလေသာ ਨੇ ပယ်ဖြစ်ပါတယ်ထိုကိလေသာ ਨੇ ပယ်တဲ့မှာလူတို့ဟာအဖန်တလဲလဲပရိသန်နေမွေးဖွားနေကြရပါတယ်သမှုတိသစ္စာနဲ့ဆက်ဆက်ယုံကံနေရသော စိတ်တစ်ခုအဖို့မူဝိဇာဉဏ်အလင်းကိုရရှိသောအခါအရာဝတ္ထုတို့၏ ਪਰ မတ္တသစ္စာသဘောကိုသိမြင်ရပါတယ် ဖိုခါသူစိတ်ဟာဘာမျှမရှိသော အနတ္တသဘော ဟင်းလင်းကင်သောသဘောကိုသိမြင်ရပါတော့တယ်။ဒီလိုပြောဆိုတာကြောင့်ဤလောကမှာဘာမျှတည်ရှိရင်မရှိဟု ဆိုလိုရာမရောက်ပါဘူး။တင့်တင့်နှစ်ယောက်ပတ်စွာအတိတ်ပဲပေါ်ဆောင်ရပါက အတွေးဟာဒီလိုသဘောဖြစ်ပါတယ်။နေ့စဉ်အတွေ့အကြုံသမှုတိနယ်မှလွန်မြောက်သောစိတ်ဟာ အရာဝတ္ထုတို့မှာ ဂုံတတိများဟာဘာမှအမှန်တကယ်မရှိ ထိုဂုံတတိများကိုသိလဲမသိသိလဲမသိနိုင်သောအရာများသာဖြစ်ပါတယ်၎င်းတို့ကို ထိုအရာဝတ္ထုများရဲ့ဂုံတတိဖြစ်မတတ်မှတ်နိုင်ပါဘူးအတွေ့အကြုံမှာပေါ်လာတဲ့အပေါ်ယံအမြင်သဘောနောက်ကွယ်မှာရှိသော အစစ်မှန်တရားတို့ကကာမဝိကိရဒဝိဝိပါကဝိစတဲ့သဘောတရားတို့ကိုစကားဖြင့်ပြောပြီးမရပါဘူးအစစ်မှန်တရားကို ဘာဂုံသတ္တိမြေမှာပေါ်ပြ၍မရစကောင်းပါထိုပရမတ္တသစ္စာတရားမှာထိုးပွားမှုသဘောပျက်စီးမှုသဘောပပျောက်မှုသဘော ခိုင်မဲသဘောမရပြသောသဘောဖြစ်ချင်းပြည့်ချင်းသဘောများလည်းမရှိတော့ဘူးလို့ယူဆကြပါလေဒါအပြင်မဟာယာနသဘောတရားများအရနိဗ္ဗာန်သို့ဆောင်းဝင်ခြင်းဆိုဒီမှာလဲဘာမျှမရှိသော ချုပ်ငင်းကင်းစိတ်ခြင်းအဖြစ်သို့ရောက်ခြင်းပဲဖြစ်ပါတယ်အပေကြောင့်ဆိုတော့ နိဗ္ဗာန်၌အလုံးစုံသောအရာဝတ္ထုတို့၏ဂုံတတ္တိများကင်းမဲ့ပြီးဟာလာဟင်းလင်းကြီးဖြစ်ပြီးစိတ်ငြိမ်စွာချုပ်ငြိမ်သွားတယ်လို့ယူဆသောကြောင့်ဖြစ်ပါလေ AD 900စုမှာအာသင်္ကနှင့်ဝတုဗန္ဓုညီကိုတို့ဟာအိန္ဒိယပြည်ယောဂစရိယအကိုင်းကိုတည်ထောင်ခဲ့ကြပါတယ်ထိုကိုင်းတွေဟာထိုကိုင်းဟာမိဇိမိကအကိုင်းကခြံထားခဲ့တဲ့နေရာမှာစတင်ပြီးတော့ ဆက်လက်ယူဆကြပါနဲ့ဗုဒ္ဓကမ္မနှင့်တန်တရာဆိုသောသဘောများ၏နောက်ွယ်မှာရှိတဲ့ထုတ်ဖော်ပြောဆိုမရတဲ့အစစ်မှန်တရားကိုသိနိုင်တဲ့အသိဉာဏ်ရှိတယ်။ဒီအသိဉာဏ်ကို အာလာယဝိညာဏလို့သူတို့ကခေါ်ကြပါတယ်။ဒီအာလာယဝိညာဏဟာမဟာသမှုတရားကြီးနဲ့တူတယ်လို့ဆိုပါတယ်။ထိုမဟာသမှုတရားကြီးရဲ့မှာအလုံးစုံပါဝင်ပါတယ်။သမှုတရားကြီးမြဲနောက်ဘုံမှာ တက်လိုက်ကြားလိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေသောလှိုင်းလုံးများကို သမုဒ္ဒရာရေပင်ကဆောင်ယူသလိုပဲ မြင်မှုကြားမှုနားမှုစားမှု ထိတွေ့မှု လောကအချင်းအရာများကိုလွဲမှားစွာသိမြင်မှုတရားခုနှစ်ပါးကနားလည်မှုအမျိုးမျိုးဖြစ်ဖန်တီးဖြစ်ပေါ်စေတယ်လို့ယူဆကြပါတယ်ဒီခုနှစ်မျိုးသောမှားယွင်သောသိမြင်မှုများရဲ့စန့်ကျင်ဘက်ကတော့အထမမြောက်သိမြင်မှုဟု သူတို့ယူဆကြသောအာလာယဝိညာဏဟုခေါ်သော ပြည့်စုံသောအကျွမ်းမဲ့အသိဉာဏ်ဖြစ်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်း300လောက်ကဆောရီပေါ်ပေါက်ခဲ့သောထင်ရှားသောယုံကြည်တတ်ဝင်မှုနှိုးထခြင်း ဆိုတဲ့အကျမ်းမှာထိုအကျွမ်းမဲ့အသိဉာဏ်ကိုထိုအတိုင်းရှိနေခြင်းသဘောမူလဗုဒ္ဓတထာတာဟုခေါ်ပါတယ်။ဒီအယူဆကို ဖော်ထုတ်တဲ့ပုဂ္ဂိုလ်ကတော့ အတဝဂောတာလို့ဆိုကြပါတယ်ဒီပုဂ္ဂိုလ်ဟာ ADDR လောက်ကပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်ဒီမူလဘူဒတထာဒသဘော ရှိတိုင်းဖြစ်နေသောအကျွဲ့မဲ့သဘောကိုလူတို့ဟာတာမန်အားဖြင့်မသိနိုင်ပါဘူးဒီလိုအဝိဇ္ဇာဉာဏ်ဖုံးတဲ့အခါမှာ တို့အကျွင်းမဲ့ရှိနေတဲ့သဘောကိုမြင်အောင် အားထုတ်ရပါတယ်။မာရင်သောအတိမြင်မှုအမျိုးမျိုးအချင်းရာတွေသာပေါ်လာနိုင်ပါတယ်။ အကျွင်းမဲ့ဖြစ်တဲ့သဘာဝအတိုင်းဖြစ်နေတဲ့သဘောတရားကတစ်ခုတည်းသောအလုံးစုံတန့်စင်သောသဘောတရားဖြစ်ပါတယ်။တထာတာဆိုဒီမှာ မဟာယနာတို့ရဲ့နိဗ္ဗာန်သဘောကို ဆိုလိုပါတယ်။ဒီလိုနိဗ္ဗာန်ရဲ့သဘောကိုသဘာဝအရှိတိုင်းသဘောအဖြစ်ဖော်ပြခဲ့ခြင်းဟာ နောက်ပိုင်းမှာဗုဒ္ဓဘာသာရဲ့မဟာယနာအတွေးခေါ်များပေါ် လွန်စွာဩဇာလွှမ်းမိုးခဲ့ပါတယ်။ယောဂစာရတ္တနာများဟာဧကတဝိညာဏဝါဒဖြစ်ပါတယ်။ဒီအယူဆမျိုးကိုဝေဒန္တဝေဒကျမ်းများက တွေးခေါ်မျိုးမြင်သဘောတရားများမှလည်းတွေ့ရပါတယ်။အကျွင်းမဲ့သဘောတစ်ခုကို တွေ့ရပါတယ်။ဒီသဘောတရားဟာ ဟိန္ဒူတို့ရဲ့ဧကတဝါဒမှာပါဝင်နေမြမအတ္တမန်ဟုခေါ်သောမဟာမြမကြီးအယူအဆနဲ့ဆင်တူပါတယ်။ ီနေရာမှာခြားနာချက်တစ်ခုတော့ရှိပါတယ်ဒီခြားနာချက်ဟာဂေါရမဗုဒ္ဓရဲ့ဘဝဖြစ်စဉ်များနဲ့ကိုယ်ရည်ကိုယ်သွေးများကမဟာယာနအတွေးခေါ်များပေါ်မှာဩဇာတည်အောင်နေခြင်းဖြစ်ပါတယ်ဝေဒနာဝေရအတွေးခေါ်များပါဝင်တဲ့မြမအတ္တမံမဟာဗြဟ္မာကြီးရဲ့သဘောဟာအကျွင်းမဲ့သဘောဖြစ်တည်ရှိနေခြင်းဟာအဋ္ဌိလင်းလည်းမဟုတ် ပုံးလိန်လည်းမဟုတ်နပုံးလိန်အသွင်ကိုစောင်းရဲ့ရှိပါတယ် မဟာယာနဗုဒ္ဓဘာသာမှာပါဝင်တဲ့အကျွမ်းမဲ့တဘာဝအတိုင်းတည်ရှိနေသောဘုဒ္ဓတထာတာသဘောကိုဗုဒ္ဓများကို ပွင့်ထွန်းစေတဲ့အရာခတ်သိမ်းမေတ္တာဓာတ်ကြီးအဖြစ်မှတ်ယူကြပါတယ်။ဒီသဘောကစัจ java လာတိုင်တောင်းတွင်ရှိဗုဒ္ဓ၏အနှစ်သာရသဘောဖြစ်တယ်လို့မဟာယာနတို့ကယူဆကြပါတယ်။ဘာသာရေးကိစ္စမှာဒီအယူဆဟာအင်မတန်မှအရေးကြီးပါတယ်။ဗုဒ္ဓဆိုဒီမှာ လောကအချင်းရာအားလုံးမှာတည်ရှိနေသောတခုတည်းသောအကျွမ်းမဲ့သဘာဝအတိုင်းတည်ရှိသောသဘောကိုဖော်ဆောင်ပါတယ်။မဟာကရုဏာတတ်တဲ့ကဲတင်ခြင်းသဘောကိုဖော်ဆောင်နေဒါကပင်ဗုဒ္ဓသဘောတရားဖြစ်ပါတယ်။အဝိဇ္ဇာမသိခြင်းဖုံးလွှမ်းသောဉာဏ်ရှိတဲ့ပုရုဇဉ်တို့ကိုဘောဓိတတ်အလောင်းတော်တို့ဟာမေတ္တာလန်းစဉ်ဖြင့်သဘာဝအတိုင်းရှိသောသဘောကို ခေါ်ဆောင် ယူငင်ခြင်းဖြစ်ပါတယ်။ဒီမဟာယာနအယူဆဟာဘာသာရေးအတွေးခေါ်တို့မှာအမြင့်မားဆုံးသောအဆင့်လို့ဆိုကြပါတယ်။ခရိယန်ဘာသာဝင်များဗျာဒိတ်တော်ဖြင့်သိရသောဘာသာတရားနှင့်မဟာယာနဗုဒ္ဓဘာသာဝင်တို့၏တက္ကိတဝါရဟာတူညီတဲ့အချက်များရှိတယ်လို့ပညာရှင်တို့ကယူဆကြပါတယ်။တာမန်ပုဂ္ဂိုလ်များအတွက်ကို ရှိရှိသမျှသောအရာအလုံးမှာဗုဒ္ဓ၏အနှစ်သာရသဘောအတိုင်းတည်ရှိတယ်ဆိုသောအမြင်ကို ဖြစ်စေပါတယ်။လူတိုင်းမှာဗုဒ္ဓရဲ့သဘာဝရှိသည်ဆိုသောအယူအဆကိုမဟာယာနတို့ကဖော်ထုတ်ခဲ့ကြပါတယ်။လူတိုင်းဟာနောက်ထပ်တစ်ဖန်ပရိသတ်နေနေခြင်းမရှိစေရန်ဖျားလောင်းလန်းစဉ်ကိုခံယူခြင်းသုံးအပ်ပါတယ်။ဖျားဆုကိုပန်းအပ်ပါတယ်။အရှေ့ပြားဒေသတစ်ခုလုံးမှာဒီအယူဝါဒဩဇာဟာထိုးပေါက်ဝင်ရောက်ခဲ့ပါတယ်။ ဒီယူဆဟာဘာသာတရားကြီးညိုသည်များ၏စိတ်ကိုတက်ကြွစေခဲ့ပါတယ်။လူတိုင်းဖျားလောင်ဖြစ်နိုင်သည်။ဒီယူဆကဘဝကို အကောင်းမြင်သောအယူဆအဖြစ် ဖြစ်ပေါ်လာခဲ့ပါတယ်။တရုတ်နှင့်ဂျပန်ပြည်ရှိမဟာယာနအတွေးခေါ်ကိုင်းများကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်လာပုံကို လေ့လာရမှာတရုတ်ပြည်ဂျပန်ပြည်တို့မှာပေါ်ပေါက်လာသော ငရဏအကိုင်းများနဲ့အကိုင်းငွေများအကြောင်းကိုအ ਨੇ အချင်းဖော်ပြလိုပါတယ်။အိန္ဒိယပြည်မှာဘာသာအယူဝါဒနဲ့ဆက်ဆက်သောတွေးခေါ်မျိုးမျိုးဆရာကြီးများရဲ့ထင်မြင်ရပေးသောသဘောအလွန်အကဲတွေးခေါ်သည့်သဘောများကိုတရုတ်တို့က၎င်းတို့ရဲ့အယူကွဲအတွေးခေါ်များဖြင့်လက်ခံခဲ့ကြပါတယ်။ဂျပန်တို့ကလည်းထိုတရုတ်တို့ရဲ့မဟာယာနအယူဝဲကိုပင်လေ့လာဖို့စိတ်အားထက်သန်ခဲ့ကြပါတယ်။ ပန်တို့ဟာတရုတ်တို့ဤမဟာယာနအတွေးခေါ်များကို အပီးသက်အချောကင်နေကြပါတယ်။ဂျပန်တို့ကလည်းသူတို့ဤကိုယ်ပိုင်ယူဆများကိုထတ်ထည့်ခဲ့ကြပါသေးတယ်။ကွဲပြားခြားနားတဲ့အတွေးခေါ်ကိုင်းများဖြစ်ပေါ်လာခြင်းဟာတရုတ်ပြည်ကိုရောက်လာသောအိန္ဒိယဆရာများကြောင့်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။အများအားဖြင့်တရုတ်ရဲ့ယူဆကွဲပြားလာခြင်းကိုဩဇာတက်ရောက်ခဲ့သောအချက်မှာ၎င်းလူလိလာခဲ့ကြတဲ့မဟာယာနစာပေများကြောင့်ဖြစ်ပါတယ်။ မဟာယာနစာပေများဟာတက္ကရဘာသာမှတိယုတ်ဘာသာကို ပြန်ဆိုထားတဲ့ကျမ်းများဖြစ်ပါတယ်တိယုတ်လူမျိုးများကိုယ်တိုင် စီရင်ရေးသားထားသောစာပေကျမ်းဂန်များလည်းရှိပါတယ်တိယုတ်လူမျိုးများအပေါ်မှာဩဇာလွှမ်းမိုးခဲ့သော ပထမဦးဆုံးမဟာယာနကျမ်းဟာဝဇီရစေရီကတုတ်တန်ဖြစ်ပါတယ်ဒိုင်မွန်တုတ်တန်လို့လူသိများပါတယ်အေဒီ၄00စုမှာတိယုတ်ဘာသာကို ပြန်ဆိုခဲ့ကြပါတယ် ဒုတိယဘာသာပြန်ပြီးရောက်ရှိလာတဲ့ကျမ်းစာကတော့ဒတ္တဘူမိကတုတ်တံသတ္တမပုံနရိကတုတ်နဲ့အတဝါဂောတရဲ့ယုံကြည်ကိုးကွယ်မှုနိုးထခြင်းကျမ်းများကိုလည်းတရုတ်ပြီးသူပြန်ဆိုခဲ့ကြပါတယ်။ဒီလိုတရုတ်ဘာသာကိုပြန်ဆိုပြီးအတွဲပေါင်း120အထိရှည်လျားတဲ့အဖွင့်ကျမ်းများလည်းရှိပါသေးတယ်။၎င်းတို့ကတော့မဟာပညာပါရမီတာတုတ်မဟာပရိနိဗ္ဗာန်တုတ်အဝိတ္တန်တကတုတ် သီရိမာလာကျမ်းဝိမလကိတိကျမ်းမဟာတုခဝတိတုတ်အမိတာယူဇာနာတုတ်သူဝနာပဘာသတုတ်မြတေယတုတ်လင်္ကာဝါတာရာတုတ်တံစသည်ဟုဖြစ်ပါတယ်တရုတ်တို့ကိုယ်တိုင်ရေးဖွဲ့စီကုံးသည်ဟု ယူဆရတဲ့ကျမ်းဟာဗြမပိုက်ကွန်တုတ်တံဖြစ်ပါတယ်ဘုံကြီးကျောင်းမှာအများဆုံးအသုံးပြုနေတဲ့လက်ဆွဲကျမ်းဖြစ်ပါတယ် တရုတ်ပြည်မှာမဟာယာနအတွေးခေါ်ဂိုင်းဝဲများစွာရှိပါတယ်။ထင်ရှားတဲ့ဂိုင်းများကို အမိအရအတိတာထင်ရှားအောင် ဖော်ပြရမယ်ဆိုရင်ပီတန်ဂိုင်းအဘိဓမ္မာဂိုင်းဖြစ်ပါတယ်။ဒီဂိုင်းဟာဟိနာယလာဂိုင်းဖြစ်ပါတယ်။ကောရှာဂိုင်း၊ရှူရှေးဂိုင်းတို့လည်းခေါ်ပါတယ်။ဒီဂိုင်းဟာလည်းဟိနာယနာဂိုင်းပဲဖြစ်ပါတယ်။ဤဂိုင်းနှစ်ဂိုင်းဟာတံပတိဝါဒဂိုင်းရဲ့အဆက်အနွယ်တွေဖြစ်ပါတယ်။တစ္ဆအသိဒီဂိုင်း ချင်းရှိကန်ဟိနာယနာအိန္ဒိယရှိတုတ်တန်တိကကိုင်းရဲ့အဆက်အနွယ်တွေဖြစ်ပါတယ်။ရှေပွန်ကိုင်းမဟာယနာကိုင်းဖြစ်ပါတယ်။အိန္ဒိယပြည်သားပရမတ္တထေတီထောင်ခဲ့တာဖြစ်ပါတယ်။ထိုမထေဟာကျမ်းပေါင်း40အတွဲပေါင်း200ကိုရေးသားခဲ့ပါတယ်။ဆန်လွန်ကိုင်းမဟာယနာကိုင်းတကိုင်းဖြစ်ပါတယ်။ကျမ်းကြီး၃ကျမ်းကိုအခြေခံထားတဲ့ကိုင်းဖြစ်ပါတယ်။သူတို့လက်ခံတဲ့ကျမ်းကြီး၃ကျမ်းဆိုတာဟာ မိစီမိကတတကျန်းဒွာဒတ်တတာရကျန်းတတာတတကျန်းလို့ဖြစ်ပါတယ်တီလုံไกထိုไกကိုအိန္ဒိယမှာကြွလာတဲ့ဘောဓိရူဒိရတနာမတိနဲ့ဗုဒ္ဓသန္တာမထေရကထူထောင်ခဲ့တာဆိုပါတယ်နောက်အခါမှာတောင်ပိုင်းကိုင်းမြောက်ပိုင်းကိုင်းဆိုပြီးပွဲသွားပါတယ်ဝါရင်ကိုင်းမဟာယနရဲ့ဂိုင်းတိုင်းဖြစ်ပါတယ်အဝိတ္တံတကအကျမ်းကိုအခြေခံထားတဲ့ဂိုင်းဖြစ်ပါတယ် အဝတ်တန်သကဟာပန်းငုံလို့အနက်ဒီပဲရပါတယ်ပြီးတော့ဟွာယင်ဂျပန်လို့ကီဂွန်လို့ခေါ်ပါတယ်ဒီကျမ်းမှာတရုတ်ဘာသာပြန်အတွဲ80အတွဲ60အတွဲ40ဆိုပြီးမူသုံးမျိုးရှိပါတယ်ဂိုင်းတီးတီးမှာမိမိတို့နဲ့သက်ဆိုင်ရာလက်ဆွဲကြမ်းများရှိပါတယ် နားဆင်ပြီးခဲ့တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတိဘက်ရှိဗုဒ္ဓဘာသာအကြောင်းများကို ဖော်ပြပေးသွားမှာမို့အောက်မြွန်နားဆင်ကြပါဦးခင်ဗျာ